စီရနာဒိုနဲ့ပြန်ဆုံမဲ့မန်ယူမန်ယူကစောင်းဒီကာလဖြစ်တဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလကြားမှာရေခက်ဆင်းမှုပြင်းနေပါပြီလက်ရှိကြာတိမှာမန်ယူသင်းကဥယျာဝပြန်ပွဲကစားဝင်မရပဲပြင်းရင်းပွဲတွေပဲကစားနေရပါတယ်ပြင်းရင်းပွဲတော့မှလီဖလာမှလီတူကလပ်ဂရင်းစပီအသင်းကိုရှုံးနေပြီးဒုတိယအဆင့်ကနေထွက်ခွာထားရတာပါဒီတော့မန်ယူသင်းကလာမယ့်စောင်းဒီကာလအတွင်းမှာအားလိုက်ရတွေများနေနိုင်ပြီးအကျိုးရှိအောင်ခြေစမ်းပွဲကစားကငွေရှာပွဲရှိနေပါတယ်မန်ယူကစော်ရီကိုတွားရောက်ကခြေစမ်းပွဲကစားကငွေရှာဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်မန်ယူသင်းကချန်ပီယံလိဝင်ဝင်မရလို့ပေါင်85သန်းဆုံးရှုံးခဲ့ရပြီး အပူငွေရောက်အခုလိုမျိုးစောင်းအောင်ဒီအားလိုက်ရဲ့အတွင်းအနားမယူပဲငွေရှာခြင်းနေရပါစောင်းအောင်ဒီကာလာရောက်ရင်ဥရောပထိုင်တန်းတင်းတွေကယာတီဥတုနှွေးထွေးတဲ့ဒူဘိုင်းဒါမှမဟုတ်ဆော်ဒီမှာတွားရောက်လေးချင်းလေးရှိပါတယ်အခုမန်ချက်စတာယူနိုက်တက်အသင်းဟာစောင်းအောင်ဒီကာလာအတွင်းဆော်ဒီနိုင်ငံမှာလေးချင်းရင်ခြေစမ်းပွဲကစားကငွေရှာဖို့စဉ်းစားနေတာပါလက်ရှိချန်ပီယံလိချန်ပီယံဖြစ်တဲ့ PSG တင်းဟာ2023ဇန်နဝါရီမှာဆော်ဒီနိုင်ငံတွားရောက်ကစီရနာတို့ကစားနေတဲ့အန်နာဆာအသင်းနဲ့ခြေစမ်းပွဲကစားခဲ့ပြီးပါတယ် လက်ရှိမန်ယူတင်းရဲ့စီးပွားရေးအရာရှိမန်အန်စတောင်းဟာအဲ့ဒီတုန်းက PSG အတင်းရဲ့စီးပွားရေးအရာရှိဖြစ်ဆောင်ရွက်ခဲ့ဘူးသူဖြစ်ပါတယ်။ဒါကြောင့်မန်ယူတင်းကိုလည်းအမ်စတောင်းကဆိုလီနိုင်ငံမှာခြေစမ်းပွဲကစားဝင်ရအောင်စီစဉ်နေတာလည်းဖြစ်ပါတယ်။တကယ်လို့များခြေစမ်းပွဲကစားဖို့ပရီးမီယာလိအဖွဲ့ချုပ်စီကနေခွင့်ပြုချက်ရရင်မန်ယူတင်းကကစားသမားအောင်စီရနေတုန်းနဲ့ပြန်ဆောင်ခွင့်ရမှာလည်းဖြစ်ပါတယ်။မန်ယူတင်းကပြီးခဲ့တဲ့2024-25ရာသီကုန်ဆုံးပြီးနောက်ရပ်ပိုင်းကြာမှာပဲမလေးရှားနဲ့ဟောင်ကောင်မှာခြေစမ်းပွဲကစားခဲ့ကဝင်ငွေပေါင်း၈သန်းလောက်ရရှိခဲ့ပါတယ်။အဲ့ဒီခြေစမ်းပွဲကာလတွင်မန်ယူတင်းကမောင်မောင်လင်ကူးသွင်းတာခံရပြီး အာဆီယံအော်စတာအသင်းကိုလည်းရှုံးနေခဲ့မှုပါတယ်။ MNS ပေါ်မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။